ညီမကိုယောက်ျားပေးစားဖို့စီစဉ်ပြောဆိုကြပြီးပြီကျွန်တော်ဖြင့်သေခြင်းလှပြီးမသေခြင်းစမ်းပါနဲ့ဗျာလင်းဒါတွေဖင်နိုင်မှာမကြောက်ဘူးလားပြောတယ်သူရိစာလင်းယူတော့မှာမို့ကိုကျော်မြင့်တော့သေတော့မှာပဲ ုံးပဲမင်္ဂလာပါခင်ဗျာ Rewinbi Channel မှာပြန်လဲပြန်ဆိုလိုက်ပါတယ်ကျွန်တော်နဲ့အတူတူအားလေးတွေဖတ်ကြအောင်နော်အမေခမရဘီရင်တက်သလားအစတုန်းကမသိရပါလားဗျာဘီရင်မှာတော့ငငယ်ကလေးကလက်ယူကြည်လာတာနွားကန်ခံရလို့ဟုပြောလိုက်မှလုတ်ပြီးခမရကတော့လူချင်းမတွေ့သေးဘူးမဟုတ်မဟုတ်ကတော့အရင်ပြောတော်မယ်ဟုဆိုကပြုံးမိလေဤ ကျော်မြင့်အင်းအားဆောင်တို့သွားတော်မီအပြုတွင်သိမ့်ဖေးသည် အဖော်၄၅ယောက်ကိုခေါ်လာကတော်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 ချင်းအိန်ဟုစီတော်ရွှမ်းသူက ရွှမ်း၍ဇေယတုတန်ကြွေးကြော်သူကကြွေးကြော်လျက်ခယူသည်မှုတ်တန်ပြုတ်လုသူကပြုတ်လုသောကြောင့်ကျော်မြင့်မှာအများယူသလိုမယူလျင်မိမိသာကြောင်တက်တဲ့အယူဖြစ်နေမည်သည့်အတွက်ရှင်ဘရင်ထွက်ဟန်နှင့်ခြေလန်းကိုလှမ်းရာချီတော်မူပါဖျားအမေယူတွင်လှမ်းတော်မူပါဖျား သေးဆိုတဲ့အဝတ်တွေဟုတန်ပြိုင်အော်ကြသောကြောင့်ကြော်မြင့်မှာတုတ်ချေတင်၍ပြေးရလေတော့ဤကြော်မြင့်သည်အင်းအားဆောင်အေခန်းအတွင် ရှင်းသောနေရာတွင်ထိုင်၍ညွန့်တင်ကိုစောင့်မျှော်နေရင်သူဤစိတ်တွင်၌ဘလိုစကားများကြားရပါမလဲဟုတွေးတော်ထိတ်လန်ကနှလုံးသားမှတတိတိသွေးများကြနေသံကို ကြားရောင်ရောင်ရှိနေပေတော့ဤကိုကြော်မြင့်ကျမတော်ဖြင့်ရှင်ကိုမကြိုက်နိုင်ဘူးလို့များပြောလိုက်ရင်ဘလိုမျက်နာထားရပါမလဲဟုတွေး၍လန့်ကား ပြန်၍သာပြေးခြင်းသောစိတ်များပေါ်လာတော်လဲညှိုးငယ်သောမျက်နှာနှင့်ကပိုးကယိုဝတ်စား၍ဝင်လာသောညွန့်တင်ကိုမြင်လိုက်ရသောအခါမပြေးနိုင်မရှိကငိုခြင်းသလိုလိုဝမ်းသာရတော်မလိုလိုဖြစ်မိလေ၏မိမိနှင့်မျက်နှာချင်းဆိုင်ညွန့်တင်ဝင်၍ထိုင်လိုက်သောအခါကြော်မြင့်မှစိစိကြည့်ရန်မျက်နှာပူလျက်ဇပွဲကိုယ်သာငုံ၍ကြည့်နေလိုက်ရလေ၏အတန်ကြာမှညွန့်တင်ကဒုံရင်နေသောအံဖြင့်ကိုကြော်မြင့်ကိုမရဲတရဲခေါ်လိုက်မှဗျာ ဦးလေးလေးကြီးထူးကခေါင်းကိုမော့၍ကြည်နိုင်တော်လဲမိမိကမူမြည်သည့်စကားကိုမှစ၍ပြောရန်မရဲသဖြင့်ညွန့်တင်ဤစကားအလားကိုစောင့်နေရာကျမဒီကနေ့စကားပြန်ဖို့ပဲနော်ဟုတ်ဟုတ်ကဲ့နို့ပေတဲ့ချိုးတယ်ခါတယ်ဆိုတာဘယ်တင်မှမပြောနိုင်ဝမ်းနည်းစရာတစ်ခုပေါ်လာတယ်။ဟော်ဒီစာကိုပဲကြည်တော့ကျမတို့မေမေစီကပေးလိုက်တဲ့စာပဲဟုပြောရင်စာကိုလက်ကင်ဘွားလေးဖြင့်ပတ်ထားသည်ကိုထုတ်၍ပေးလိုက်ရာ ျော်မြင့်မှာตา၍ထိတ်လန့်လျက်ဒုံဒုံရင်ရင်နှင့်ယူပြီးဖက်ကြည့်လေ၏ညွန့်တင်သည်ကျော်မြင့်၏မျက်နှာကိုကြည့်နေလျာဇာကိုဖက်ရင်းသူ၏မျက်နှာတွင်အယောင်သွေးများကွဲပြောက်ပြီးလျင်စာဆုံးသည်နှင့်တပြိုင်နက်သမကြီးချလိုက်တန်းကိုကြားလိုက်ရသဖြင့်အဲ့ဒီစာမှာပါတဲ့အတိုင်းပဲကိုကျော်မြင့်အခုဒီစင်မှာចောင်းပိတ်လို့ပြန်သွားရင်ကျမတခါတည်းပြန်မလာရတော့ဘူးကျမကိုယောက်ျားပေးစားဖို့စီစဉ်ပြောဆိုကြပြီးပြီ။ ကျောင်းပရင်မေမေကိုတိုင်လာပြီးခေါ်လိုက်မယ်။ဒီကျောင်းကိုကိုကျော်မြင့်တယောက်သာသိပါစေ။မလွဲသားလို့ကိုကျော်မြင့်ကိုအသိပေးရတာပါပဲ။ရှက်လဲရှက်ပါရဲ့။ကျော်မြင့်မှာဘယ်စကားကိုပြောရပါမလဲဟုအဆရှာ၍မရနိုင်အောင်ရှိပြီးလဲတိုင်းသူ့ပိတ်ဆို့တက်ရောက်လာသောတစ်တစ်ခဲခဲဝမ်းနေလုံးကြီးကိုကြိတ်၍ညှို့ချလိုက်ကဒါဖြင့်ကိုကျော်မြင့်ဖို့မျောလင်းချင်မရှိတော့ဘူးပေါ့။ဒါတော့ကိုကျော်မြင့်လည်းပညာရှိပဲ။စဉ်းစားကြည့်တော့လေ။ မိဘစကားကိုပယ်ရှားလို့မဖြစ်နိုင်ဘူးအထူးသဖြင့်ခုလောက်ဆိုပညာတွေသင်ပြီးမှမိဘစကားကိုပယ်ရင်တသက်လုံးလူပြောလို့ဆုံးနိုင်တော့မှာမဟုတ်ဘူးကျော်မြင့်မှာခေါင်းငိုက်ဆိုင်ကြီးချလေးရဲ့နေပြီးကိုကျော်မြင့်ဟာမန်းညွန့်တင်ပေါ်မှာဘလောက်မြတ်တာရှိတယ်ဆိုတာမန်းညွန့်တင်သိရဲ့နော်ဒါကတော့လေကိုကျော်မြင့်သဘောကိုကြည့်ပြီးဆုံးဖြတ်ရမယ်ဆိုရင်စာထဲမှာရေးတဲ့အတိုင်းယုံလောက်ပါရဲ့လို့အောက်မိရမှာပဲယုံနယ်ပဲထားပါတော့ညွန့်ရဲ့ ဒီလိုဆိုရင်မညွန့်တင်ကပြန်ပြီးတော့ကိုကျော်မြင့်ကချစ်သလိုမချစ်ဘူးလားဟုမေးလိုက်ရာညွန့်တင်တွင်ငေးတီတီကြီးဖြစ်နေပြီးမှတခုရှိပါတယ်ကိုကျော်မြင့်ယခုကိုကျော်မြင့်သိပြီမဟုတ်လားကျမယောက်ျားอยู่ရတော့မယ်ဆိုတာဒီဟာကိုသိရတဲ့ကျမကချစ်တယ်မချစ်ဘူးဆိုတာသိရဖို့ဘာများအကျိုးထူဖို့ရှိသလဲလို့မညွန့်တင်ပြောတာဟုတ်တော့လဲဟုတ်ပါရဲ့နုပေတဲ့မညွန့်တင်ကိုဘယ်နည်းနဲ့မှရဖို့လမ်းမမြင်တော့လဲချစ်ပါတယ်ဆိုတဲ့စကားကလေးကြားရရင် စိတ်သက်သာရရသေးပါကလားလို့အောက်မေ့ပြီးအလွမ်းကိုဖြေနိုင်လိမ့်မှာပါပဲမဟုတ်ဘူးကိုကျော်မြင့်မဟုတ်ဘူးကျမကချစ်ပါတယ်လို့ပြောလိုက်ရင်ကိုကျော်မြင့်သာပြီးဒုက္ခများဖို့ပဲနော်ဩကိုကလည်းချစ်ကိုကိုလည်းချစ်ပါရဲ့နဲ့ကိုချစ်တဲ့သူနဲ့မပေါင်းရလေချင်းဆိုတဲ့ယူကျုံမရနိုင်အောင်အဆွေးတဲ့ဆွေးနေဖို့အမှတ်သားတစ်ခုတောင်းလာနေအတူတူပါပဲဒါကြောင့်ဒီစကားကိုမကြားခြင်းမနဲ့ကိုကျော်မြင့်ရေရေစက်မဆုံးလို့ဒီဘဝမှာ ဖူးစာမမျှနိုင်တော့လဲနောက်နောက်တွေ့လေရဘဝမှာအကြောင်းမျှနိုင်အောင်သာဆူတောင်းပါဂျမအဖြေကိုမကြားကျင်ပါနဲ့ချစ်ပါတယ်ပြောလဲကိုကြော်မြင့်မှာမတတ်သားပါဘူးမချစ်ဘူးဆိုရင်လဲตาပြီးဆူဖို့ပဲရှိပါတော့တယ်နှုတ်ပေတဲ့မုံတော့မမုံဘူးမဟုတ်လားညွန့်တင်တွင်အတန်းကြာတွေ့ဝေ၍နေပြီးမှဟုတ်ကဲ့မုံတော့မမုံပါဘူးမမုံရင်ချစ်တယ်လို့ဆိုရမှာပေါ့ဟုဇွန်မင်းနေတဲ့ဖြင့်ကိုကျော်မင်းဒီဖြစ်ကိုသိပ်ပြီးကြားကျင်သလား ကြားကျင်သမမချိဘူးဒီကနေ့ဒီဖြေကိုကြားရမလားလို့လာခဲ့တာပဲဒီကြာမှာစိတ်မသက်သာစရာတွေ့နေရလို့ချစ်တယ်လို့ကြားလိုက်ရရင်လဲကြံဖန်ပြီးစိတ်ကိုဖြေဖြော်နိုင်မှာပဲမချစ်ဘူးဆိုရင်လဲကြိတ်မိပြီးဖြတ်ယုံဖို့ဟုပြောတော့ကြောင့်ညွန်တင်တွင်တနာရွေလာကဒါဖြင့်လေကျမမသွားခင်ပြောပါမယ်အခုတော့ခဏအောင်ဆောင်စားပြီးစိတ်ကိုတဖြည်းဖြည်းဖြေတာဖို့ဟုပြောလိုက်သည့်အတွက်ကျော်မြင့်မှာထီထိုးရာတွင်ပထမဆုံးမရတော့လဲ ရမ်းမြကြီးရနိုင်သေးသည်ကိုမျှော်လင့်ရတော်မူဖြစ်လျက်ညွန့်တရားနှုတ်ဆက်၍ပြန်လာခဲ့လေရာကျောင်းဝင်းပြင်သို့ရေနေသောခြေလမ်းပြင်လှမ်းကခေါင်းငိုက်ဆိုင်ကြလျက်ထွက်သွားရှာသောကြော်မြင့်ကိုညွန့်တင်မြင်ရသောအခါနေရာမှမယွေနိုင်မဲမိမိအခန်းတကားဝကိုမိကမချစ်မရေဝမ်းနေသနာမိလေတော်သည်သိမ့်ဖေးမှကြော်မြင့်အပြန်ကိုစောင့်မျှော်လေရာအတော်ပင်ကြာပြီဖြစ်သည့်တိုင်အောင်ပြန်၍မလာသေးသည်ကိုထောက်ချင်လျက်ဘလောက်ကြာပုံထောက်တော့ နေရာကြလို့ပဲဟုတွေးရဝမ်းသာလို့မှမဆုံးမီရွှေရွှင်ချင်းကင်းမဲ့သော မျက်နှာနှင့်ကျောင်းပေါ်သို့တက်လာသော ကြော်မြင့်၏မျက်နှာကိုမြင်လိုက်လျင် မတွေးတအောင်ဖြစ်၍သွားကအနာသို့ပြေးရသွားပြီးဘဲနေတော့နေရာကြခဲ့ရလားဟုမေးသည်တွင်အမင်းနေတော့တငယ်ချင်းချစ်တယ်လည်းမဟုတ်ဘူးတဲ့မချစ်ဘူးလည်းမဟုတ်ဘူးတဲ့ဟု အောင်မေးလေးလေးကြီးနဲ့ပြန်၍ပြောလိုက်သည်ဖြင့်ဘဲနေတော့ဗျခမရစကားဟာက ရာသပန်းအခွဲလည်းမဟုတ်အတွဲလည်းမဟုတ်ပဲအခုမခွဲသေးဘူးနောက်တော့လည်းမတွဲဘူးဆိုတာမျိုးကြာနေပြီအစ်စ်ပဲအဲ့ဒါမျိုးကြာနေလို့ကျွန်တော်ဖြင့်သေခြင်းလှပြီဦးပြောတော့ကြောင့်မသေခြင်းစမ်းပါနဲ့ဗျာလင်းဒါတွေဖင်နိုင်မှာမကြောက်ဘူးလားဟုဆိုမှအကျူးအကြောင်းကလေးများပြောစမ်းပါဦးဗျာဟုပြောကာကျော်မြင့်ဤပခုံးကိုပွေဖက်ကာ၎င်း၏အခန်းသို့ခေါ်သွားလေ၏အိုးခေါလိကျောင်းကပြဲမဲ့အကူမောင် လက်ထတ်တော်မယ်တကယ်လားဆိုစာတော်တေးသချင်းကိုမြင်းမြင်းရှက်ရှက်သီဆိုနေသောเจ้าသားတို့သည်ကဒီဇင်ဘာလခရစ်စမတ်เจ้าပေရတွင်ရရွာဒေသသို့ပြန်ကြတော်မူဖြစ်သဖြင့်ခွဲခွာရစ်ခဲ့ရသူလေးများနှင့်ပြန်လည်တွေ့ရတော်မူအရေးကိုမျှော်တွေးကာဝမ်းသာလုံးစွနေကြတော်လဲကျော်မြင့်မှာထိုဒေသံကိုကြားလျင်အိုးကောလိเจ้าကပြန်ငဲ့ခင်မောင်းလက်ထတ်တော်မယ်တကယ်ပဲရှင်ခုကြားရတဲ့ကဲ့သို့ဖြစ်ကား မချိမဆန့်သောအတွင်းဆွေးဝေဒနာကိုခံစားရလျက်မိမိအားမညွန့်တင်နှင့်ဆောင်းချိန်၍သုံးတကဲ့သို့ထင်းမှတ်ကားဒီဆိုသူကိုတက်၍ပြစ်လိုက်ခြင်းတော်ပေ၏ညစ်ချိန်သို့ရောက်သောအခါရန်သူကပြန်ရန်သူကကြံလျက်ဇူးဇူးညံ့ညံ့နှုတ်ဆက်တမ်းများလဲမိမိအားမညွန့်တင်နှုတ်ဆက်ပြီးတကဲ့သို့ထင်မိလေ၏ညွန့်တင်လဲထိုနေ့ညတွင်ပြန်တော့မည်ဖြစ်သဖြင့်ကျော်မြင့်မှာညွန့်တင်ထမ်းမှကြားရမည်အဖြေကိုလဲစောင့်မျှော်ရင်းနောက်ဆုံးအကြည့်ချင်းဖြင့်ကြည်လို၍ဇွဲတိုင်အင်းကြီးကိုဝတ်ခါ လေလုံးအဝိဗလေးစားအစိမ့်ရွှေဝါကျိုးကိုအင်းကြီးကိုထတ်ဆင်ဝယ်လျက်ဘူရာယုံကြီးစီတို့လာခဲ့လေ၏။အော်ဦးကျော်မြင့်မိရထားလာပို့သလားဟုပြုံးရွှင်စွာစီးကျုံနှုတ်ဆက်တန်းကလေးကြီးလင်းချိုးအေးသလောက်ကျော်မြင့်ဤနားထဲမှာအသေးထီအောင်ကလိ၍ဇင်းသွားလေရာဟုတ်ကဲ့ဒီညပြန်ဖြစ်တယ်နော် ဟုတ်ကဲ့ပြန်ဖြစ်ပါတယ်ဟု၍ရေဆူတန်ကိုတာကြားရပြီးလျင်အချားလိုက်ပို့သောကျောင်းသူကလေးများနေတကွာညွန့်တင်ဤအမင်းနှင့် သူသူမိမကြီးကိုမြင်ရသည့်အပြင်ညွန့်တင်မှလည်းចောင်းသူများကိုဧကန်စကားပြောနေသောကြောင့်ယထာတွေပေခက်လန်းလန်းကရက်လျက်သာညွန့်တင်ဤမျက်နာကိုအာရပါရဝဝကြီးကြည့်နေလေတော့ဤကျော်မြင့်ဤမျက်လုံးနှင့်စိတ်အာယုံများမှာညွန့်တင်ပေါ်တွင်သာစူးဆိုင်နေရကားထိုမိယထာနှင့်အတူလိုက်ပါမည်ចောင်းသားများတွင်ကျော်မြင့်နှင့်တည်သူအချို့တို့ကအနာသူကဲ့၍နောက်ပြောင်သွားသည်ကိုမျှမကြားနိုင်မမြင်နိုင်ချီရှာလေဤမိယထာထွက်ချင်းနီး၍လာသောအခါ ကောင်းသူကလေးများလည်းပြန်ကြရင်ဖင်တကြွကြွရှိကြသည်နှင့်စကားစာပြက်၍လာသောကြောင့်ညွန့်တင်လဲယထာပြင်ဘတ်သို့ကောင်းပြူကကြုံမြင့်အားကြည့်လျက်ဒီမှာစကားကောင်းနေတာနဲ့ကိုကြုံမြင့်တော်ဘာမှမပြောရသေးဘူးလိုက်ပို့တာကျေးဇူးတင်ပါတယ်ဟုပြောလိုက်စဉ်ညွန့်တင်ဤခေါင်းပေါ်မှာပန်းဝင်ကလေးသည်ကြွ၍ကြလာသဖြင့်ကြုံမြင့်ကကောက်ယူပြီးလျင်ဘေးတော်မလိုလိုလုပ်ပြီးမှပန်းကလေးကိုနမ်းရှုပ်ခါမိမိအိတ်ခတ်သေးသို့ထည့်လိုက်သည်တွင်ညွန့်တင်တွင်ကျင်းနာသောစိတ်များပေါ်ပေါက်၍လာကား နှစ်သက်သဘောကြသော ပြုံးခြင်းဖြင့်ပြုံးလိုက်သဖြင့်ကျော်မြင့်မှာကျင်းနဲ့ရွေမဆုံးနိုင်အောင်ရှိလေတော့၏။ဤအထာထွက်ရန်ပထမခေါင်းလောင်ထိုးလိုက်ခါမှညွန့်တင်တွင်တစုံတရာကိုသတိရာကလက်ကင်အိတ်ထဲမှစာအိတ်သေးသေးကလေးကိုထုတ်ခါအစိတ်ဒီစာကလေးဆရာချူးကိုပေးပေးပါနော်ဟုဆို၍ပေးလိုက်သဖြင့်ကျော်မြင့်ကလမ်း၍ယူကာအိတ်ထဲသို့ထဲ့မြည်လုပ်ပြီးမှစာအိတ်ကိုတေးချစွာကြည့်မိရာကြောင်းကြလျင်ဖွင့်ကြည့်ပါဟုအင်္ဂလိပ်လိုရေးထားသည်ကိုတွေ့ရသဖြင့်မိမိအဖို့စာဖြစ်သည်ကို သူများမသိအောင်ပြော၍ပေးခြင်းကိုရိပ်မိကားဖိုးကျိုင်းတုပ်ဖြစ်မိလေသည်။တွဲပေါ်မှចောင်းသူကလေးများဆင်းညာ၍မကြမီပင်ဒုတိယခေါင်းလောင်းတန်နှင့်ဆက်၍ကပိုခရယာတန်ထွက်ပေါ်လာပြီးလျင်အုံဩတန်မှဝမ်းနေစွာအော်ဟစ်ကျွေးကြော်လိုက်တဲ့ကဲ့သို့အောင်မေရကကြုံမြင့်နေဝမ်းနေပက်လက်ကြီးဖြစ်ကားတခါဖြင့်ကွဲပေါ်ခင်ရေးကွဲကြပေါ်ဟုဝမ်းနှင်းကကြိတ်၍ဥဆွေးငိုကြွေးမိလေတော့ဤဘူဒာယုံအမိုးရှိပန်ကံများငြိမ်သက်၍သွားပြီးလျင် ယထာတွဲရှိကြီးဘေးတွင်လိုက်ပို့သူများစီတန်းလျက်ရှိကအစင်းအတက်ရှင်း၍သွားသည့်ခဏ၌ယထာတွင်နောက်မီးမှမီးစင်းရောင်ပြလိုက်သည်နှင့်တပြိုင်နက်ဂျုံဂျုံမြည်သံပေါ်ထွက်လာလေတော့အခါကိုပိုင်ဒုရစ်ကိုပိုင်မညွန့်တင်ကိုပိုင်မတ်အေရီစာတော့အတန်းစားစားကလေးများကိုကြားရပြီးသွားပြီးကိုကျော်မြင့်သွားတော့မယ်နော်ဟုတ်ကဲ့သွားတော့သွားတော့ဟူအားရော့တော့အတန်းဖြင့်ပြန်လည်နှုတ်ဆက်ခါငင်းငင်းကြီးကြည့်နေစဉ် ယထာရွေလျားစာပြုလာရာလက်ကင်ဘွားထုတ်၍လက်ပြနှုတ်ဆက်ကြသည်တွင်ကြော်မြင့်မှမူလက်ကင်ဘွားကိုကင်ဖို့ရန်ကိုမှတတိမထားနိုင်မဲသံနိုင်ကိုမိကအာမရှိသောသူဤအဟံမျိုးဖြင့်ညွန့်တင်အားလက်လုံ၍ပြာရင်းဖြင့်မိယထာသည်တပြေးပြေးဝေး၍သွားကာဒိန်ဖြူတုတ်တန်ကိုကြော်၍ဘင်္ဂလီစုလွန်သည်တွင်စောင်းရသည်လျောက်အဖွေးဖွေးကြောက်နေသောမြူးနှင်းတို့အကြားတွင်မိယထာနောင်မီးရောင်သည်မင်းမိန်ပြောက်ွယ်၍သွားသောကြောင့် ဒေါ်မြင့်မမျက်ရည်များဝိုင်းလာကတက်ပြင်းကြီးချမိလေတော့ဤ။ဒါဗျာကိုကျော်မြင့်မပြန်သေးဘူးလား။ဟိုเจ้าသားတဦးကခေါ်တော့မှဒေါ်မြင့်တွင်ပြန်ရန်သတိရာကဟုတ်ကဲ့လိုက်တာပေါ့ဟုဆိုပြီးလျင်ဒိုးသူနှင့်အတူမီးရထားဘူးဓာယုံအတွဲမှထွက်ခါတက္ကစီတစ်စင်းကိုငှား၍ကျောင်းသို့ပြန်ခဲ့လေတော့ဤ။ဒေါ်မြင့်သည်အခန်းတွင်သို့ရောက်သောအခါညွန့်တင်ပေးလိုက်သောစာကိုဖွင့်၍ဖတ်မြည်ပြုနေစဉ်ဒိန်ဖေးကဝင်လာကဘာစာတော့ဗျ။မညွန့်တင်ပေးတဲ့စာလေး မိရထာမထွက်ခင်ပေးသွားတယ်။ဟာဟုတ်လားလှုပ်ဆန်းမျိုးဖက်ရအောင်ဟုဆိုကအနာတို့ကက်၍လာမှကြောမြင့်သည်စားအုပ်ကိုဖွင့်၍စာရွက်ခောက်ကလေးကိုဆွဲထုတ်ပြီးလျင်ရှည်ကြည့်လိုက်သောအခါချစ်ပါတယ်ဥ၍ရေးထားသော သုံးလုံးသောစာကိုတွေ့ရသည်နှင့်တပြိုင်နက်ကြောမြင့်မှပြောခြင်းမလားပြောရွှင်လျက်အာရဝန်သာထ၍ခုံကစာရွက်ကလေးကိုရင်ထဲတွင်ကပ်ပြီးလျက်လက်နှစ်ဖက်ဖြင့်ပွေဖက်ရင်း မျက်စီကိုမှိတ်လျက်ဇလိုက်မင်းသားအာရရွေမိမ့်သည့်ဟံမျိုးလှုပ်လိုက်ရာသိမ့်ဖေကပြောတယ်"သူရည်စားလင်းယူတော့မှာမို့"ဟုပြောလိုက်သဖြင့်ဂျော်မြင့်တွင်မညွန့်တင်အဖြစ်ကိုပြန်၍သတိရကမှန်၍ကြသွားလေ၏ခတာပဲကိုသိမ့်ဖေခတ်ပြီးကျွန်တော်ချစ်တဲ့သူကလေးရင်နဲ့ဖြင့်ကွဲရတော့မယ်"ကွဲပြီဗျာကွဲပြီကျွန်တော်လည်းသူ့ကိုချစ်လိုက်ရတာတေလူနေပြီ"သူကလည်းခမရသိတဲ့အတိုင်းပဲချစ်ချပါရဲ့ ရှစ်လုံးမှာအာမရခင်ကွဲရကြီးနာလရဲ့ကိုသိမ့်ဖီဘယ်နဲ့ကြံရမလဲသိစိတ်ညစ်တာပဲဗျာ။အော်ဒါနဲ့စကားမဆက်အခုလိုကျွန်တော်ဖတ်ပြတဲ့စာလေးတွေကိုဂျိုင်းနဲ့သက်သဘောကျတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို like subscribe လေးလုပ်သွားပေးခဲ့ကြပါအောင်နော်။နောက်ပြီးတော့အကြံပြုချင်တာများရှိရင်လည်းအောက်ကကွန်မန့်လေးထဲမှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်။ကဲကဲကျွန်တော်နဲ့အတူတူစာလေးတွေဆက်ဖတ်ကြအောင်ဆိုဘလို့မှမကြံနိုင်ဘူးကိုကျော်မြင့်လမ်းဆုံးပြီ။အင်း အဲ့ဒီလိုလဲအပေးအောင်မှာပေါ့ဟုဆိုပြီးမှခမည်းသာဒီနားမှာမရှိရင်ကျွန်တော်ငိုချလိုက်မှာဗျာဘလို့ပဲချစ်ချစ်ဖူးစာရှိမှပေါင်းရမှာပေါ့ဗျာလူပြည်ဝမ်းနေပေမဲ့လည်းမရတာပဲဘာထူးသေးသလဲဗျာစိတ်ပင်မမခံပါနဲ့ဒီလိုပဲဖြေးရတာပေါ့ဗျာကြာရင်မေ့မှာပါပဲဗျာဟုပြောနေစဉ်အဆောင်မှုစစ်စေးရန်လှဲ့လာသောခြေတန်းကြား၍တိမ်ဖေးမှထွက်သွားရလေတော့ဤဝတန်ပြောင်းကြွာဆောင်းလာရသည် ဤမြည်သောခါရင်တသွင်းသွင်းတဖြိုက်ဖြိုက်တလိုင်းလိုင်းတဝေဝေဆွေသွန်းကြဆင်းလျက်ရှိသောယူနေရီများသည် University Estate ခေါ်သောမြို့တော်ကလေးတစ်မြို့မှသာယာလှသည်တက္ကသိုလ်ကျောင်းနယ်နမိတ်တဝန်းလုံးတွင်လွမ်းဖုံရတိုင်းငွေနှင်းရီဆိုင်လျက်ရှိကတကြောင်နှင့်တကြောင်မမြင်နိုင်လောက်အောင်ပိတ်မှောင်ကာစည်းလျက်ရှိပေတော်၏ဒီစင်မှာကျောင်းပိတ်ထားသဖြင့်ကျောင်းတက်ရန်မရှိသည့်အလျောက်ဇောဇောစီစီထရန်မလိုဘဲကာလနဂါးနှင့်ရှင်ပြိုင်ကား ချမ်းချမ်းနေကွေးသူကကွေးလျက်နနစောစောဘန်းခေါ်သည့်ပေါင်မုံနှင့်လက်ဖက်ရည်ကိုမမိလိုက်လျင်ဘိုင်းကြသည့်အခါစားစရာမရှိမီကိုဆို၍စောစောနိုးနှင်သူကနိုးနှင့်လေသည်အိုင်းစိကိုကြောင့်မြင် ထားလီဗျာဘယ်ချိန်ရှိပြီလဲဟုမှန်ကိုခောက်ရွယ်တကားကိုတွန်းလောက်ခါနှိုးလိုက်တော့သိမ့်ဖေဤအတန်းကိုကြားရသဖြင့်ကြောမြင့်မှာချမ်းချမ်းနေကွေးနေရကမထခြင်းထခြင်းနဲ့တကားကိုဖွင့်ပေးရလျာခမည်းကဒီကနေ့ညာခရစ်စမတ်ဒင်နာသမင်းစပွဲကြီးစားရမှာမို့ ဝမ်းချောင်အောင်ဝမ်းနှုတ်ဆွေးစထားလို့ပြုတ်ပြီးခွင်နေတာလားဟုသိမ့်ဖေကမေးလိုက်သဖြင့်မပြောပါနဲ့ဗျာကျွန်တော်ဖြင့်တညာလုံးအိတ်လို့မပြောဘူးမနဲ့ကြမှာမှေးကနေအိတ်ပြီးစိတ်ညစ်ညစ်နဲ့ကိုင်းနေတာပဲဩသူစိတ်နော်သူစိတ်ဘာနဲ့မှမတူဘူးတဲဆိုးတဲ့ဟာမျိုးပဲအချက်ဆိုးတာပတိုင်းသီးနဲ့တူတာပဲဗျစားရင်လဲယူစုပ်ရင်လဲစူးဆိုတာလို့ကြာနေပြီနုပေတဲ့ကိုကျော်မြင့်ဟာဘထုတဲ့ဘွားကြီးရောက်နေပြီ မေ့ပစ်လိုက်ပါတော့ဗျာစိတ်ကိုဖြေလို့လည်းမရဘူးဗျာမေ့နိုင်ဖို့တော့ဝေးရောပဲဟုဆိုပြီးမှနေပါအောင်ဗျဘာကိစ္စရှိလို့စောစောကြီးကျွန်တော်ခံလာရတာတော့ဟုမေးမှအားလုံးကဒီကနေ့ညပျော်ပွဲကြီးမှာခမည်းနဲ့ကျွန်တော်ဇက်ခုံပေါ်တက်ပြီးမျက်လည်ပြရမယ်ဗျာကျွန်တော်ကိုနည်းနည်းပါပါပြတတ်တာသိတော့ခမည်းကဆရာကျွန်တော်ကလူပြက်လို့ရမယ်လူပြီးကိုကျော်စိန်နဲ့ကိုတင်တို့ကတပားသွားစုံတွဲမူဟာမတ်ဟူစိန်ခေါ် မောင်မောင်လှကတရုတ်သချင်းဆိုရမတဲ့ဒါကြောင့်စောစောစီးစီးဇက်တိုင်မလို့လာခဲ့တာပဲဟာစိတ်ညစ်လို့တေးရတော့မယ်အထဲဒီရာတွေဘာလုပ်နိုင်မလဲဗျနို့ပေတဲ့အမရကခိုင်းရင်လို့ရမှာပဲဂိုင်းများမျက်နာသိချေခမရကအတီလို့ကျွန်တော်ကအရှုပ်ပေါ်ဗျာဟုပြောရင်သိမ့်ဖေကဖတ်သွားလီတော်ဤပြောပြောပပနဲ့ခရစ်စမတ်ထမင်းစပွဲကြီးပြီးသောအခါရှုပ်ကြနောက်ကြဒီဆိုအော်ဟစ်ပြောမြူးကြရင် ဇက်ခုံဆင်း၍ဇပွဲကလထိုင်းများရှင်းလင်းနေကြစဉ်သိမ့်ဖီသည်ကြော်မြင့်အခန်းသို့ပြေးလာသောအခါကြော်မြင့်မှာဝီစကီဆိုတာပလင်းများမမရက်ဒီယာဇပွဲပေါ်တွင်ခေါင်းဆိုင်၍လဲနေသည်ကိုတွေ့ရသဖြင့်ဟာကိုကြော်မြင့်ဘယ်နဲ့ဖြစ်နေတာတော့ဗျာသိမ့်กว่าကြတော့မှာပဲခမရလူမှန်းသူမှန်းမသိဖြစ်နေရင်အားလုံးကြောက်ကြကုန်တော့မှာပဲဗျာဘယ်နဲ့လုပ်ပါမလဲအိုးကိုသိမ့်ဖီခမရမသိပါဘူးဗျာ ျွန်တော်ဘလို့စိတ်ညစ်နေတယ်လဲဆိုတာရင်သာခွဲပြီးပြလိုက်ချင်တာပဲမဟုတ်ပါဘူးခမစိတ်ညစ်နေလို့တောက်ပင်မဲ့ခဏညာကျွန်တော်တို့မျက်လေပြဖို့တာဝန်ရှိသေးတယ်ဗျအခုဘဲနဲ့လုံမလဲတယုံမျက်လေဆရာကြီးဆိုပြီးခမဝတ်ဖို့တယုံအင်းကြီးတွေငှားလာပြီးပြီအခုခမဒီလိုဖြစ်နေနို့မင်းကျွန်တော်တော့ခေါင်းမထူနိုင်ဘူးဘာမှမတန်နိုင်တော့ဘူးဆိုနေစဉ်ကာပွဲမှုဆောင်များဝင်ရောက်၍လာကကြော်မြင့်၏အဖြစ်ကိုတွေ့ရသဖြင့် လောက်ကြစမ်းပါအိုးမင်းဒီလိုဆိုရင်အလုံးပြက်ကုန်တော့မယ်။ခဏညက်နေခမားတို့မျက်လဲနဲ့အသားယူဖို့ဟာအခုလိုဆိုရင်မခတ်ဘူးလား။ဥပြောပြောဆိုဆိုနေရေခဲများရှာကြံ၍ကြောင်မြင့်အားအမှုပြေအောင်ခုတ်ကိုပုတ်တိုက်ပေးကြလေ၏။အနေငယ်ပေါ့၍လာသလိုလိုရှိလာသောအခါကိုင်းကိုင်းပရော်ဖက်ဆာဟော့တို့တောင်ရောက်နေကြပြီ။ခမားတို့ပြင်ကြစင်ကြပါ။ဥဆိုကဧကခံရန်ထွက်သူကထွက်သွားသဖြင့်ကြံရည်သူများကကြောင်မြင့်အားတယုံအင်းကြီးများဝတ်ပေးပြီးနောက် တွဲယူ၍ထုတ်လာကြရာဝင်ကြီးအင်းကြီးထက်ရှည်လျားသောတရုံအင်းကြီးကိုမူးယစ်နေသောကြော်မြင့်မှာ ကောင်းစွာမထိန်သိမ့်နိုင်သဖြင့်အင်းကြီးများကိုနေမိ၍ခြင်းနှစ်တုပ်ပြီးလဲရာမှသတိမရတော့ပဲရှိသောကြောင့်သူ၏အခန်းသို့ပြန်ဖို့ကအိယာပေါ်တွင် ကောင်းစွာတိတ်ထားရလေ၏မျက်လေပြဖို့အစည်းစင်းမှာပြင်ဆင်၍မရတော့သဖြင့်ကြော်မြင့်မပါတော့လဲသိမ့်ဖေမှာကြော်မြင့်ကဲ့သို့တက်ကြွသည့်တိုင်အောင်သူတယောက်ထဲနေပြတာရန်တာဝန်ရှိသောကြောင့်အချိန်ကျသည့်နေ့တစ်ပိုင်းနဲ့ ဇက်ခုံပေါ်သို့တက်ပြေးလျင်ဒီကနေ့စွန်းတော့လိုခလစ်စမတ်ထမင်းစပွဲကီမှာဒီလုတ်ပြီးပြေးကီကမောဆရာကြီးဆရာဆံမျက်လေပြမယ်လို့စီမံထားပေမဲ့ဆရာကြီးပြေးကီကမိယထာခုစီလာတာလမ်းမှာဘိမ့်ပေါလို့ရှင်းရှင်းလျှောက်လာတာနဲ့မိရောက်စေးလို့စွန်းတော့ကိုယ်တိုင်ပြရာတော့မှာဘဲဟုစကားပလင်ခန်းကပြတာရန်တွင်အလင်းမတက်ကျွင်းသူတယောက်ဖြစ်သည့်အလျောက် သူလုတ်ပြသည်။မှာဘာမှအမိအမောင်မတဲ့တော့လဲရဲစရာကောင်းအောင်ဖြစ်နေသည့်အတွက်တတော်တော်ပွဲကြကဓမင်းစီစဉ်ထားသည်ဟုအောက်မေကကျင်းနဲ့သဘောကျနေကြလေတော့သည်တို့နှစ်တယောက်ပြည်တယောက်ကာခိုင်းဆိုခိုင်းတခြင်းဆိုခိုင်းတီးမုတ်ခိုင်းနေဓမင်းစာကန်ကြီးတဲ့တွင်ပြောရွှင်စရာဖြစ်နေညာတော့လဲကြော်မြင့်မှာမူသူ၏အခန်းတွင်၌လူးလွန်ကသေးခြင်းလူမျောပါ စိတ်ဒုက္ခခံနေရလေတော့ဤချက်သူကြောင့်ဒဲဦးပြက်လူမတဲရှိရာသည်တွင် အရက်ကြောင့်အတန်းကျွမ်းလူနီးပါခံစားရသောဝေဒနာမှာနောက်တနေ့နနက်တွင်ကြောမြင့်၌ခေါင်းကလည်းမခံမရက်နိုင်အောင်ကြိုက်ခဲမှုဝေ၍အသည်နှလုံးများဇောက်ထီဇောက်ထိုးဖြစ်သည့်အလျာလှက်လက်လှက်လက်နေရင်တွင်၌ပူလောင်ခြောက်သွေးကအမှုမပြေနိုင်မဲရှိသည့်အလျာကျောင်းစီယုံလက်ထောက်ဆရာဝန်ဒေါက်တာရောဘတ်ထန်သို့သွားကာအင်ဂျက်ရှင်ထိုးမှတတ်သားသလို ရှိသွားလေ၏အမှုတတ်သားတော်လဲအချစ်ယူမှမတတ်သားပဲရှိကာမိတ်ဆွေများကဖြောင်းပြဖြေးဖြော်၍လဲမရာ သိမ့်ဖေရီဟူသောပကံဟော၏လူရွှင်တော်ဘွဲ့ရသူတို့ဦးပင်လျင်ကြောမြင့်အားရေမောအောင်ပြုတ်လုံမရနိုင်၍လက်လျှော်ရလေတော်၏ကြောမြင့်မှာညွန့်တင်ကိုစိတ်ထဲမှာဖြောက်ဖြဲ၍မရနိုင်သည်တွင်ဒိုးပြီးကလားလာသဖြင့်အိယခင်းကိုထုတ်ပေးလိုက်ရာတွင်ခေါင်းအောင်မှညွန့်တင်၏စားကလေးနှင့်ဗန်းဝင်ကလေးထွက်လာသဖြင့်သာ၍ပင်အပူကိုပွားဖို့ရန်ပေါ်ပေါက်လာသည့်အလျောက်စိတ်ညစ်ခြင်းကိုပျောက်မှပျောက်စေဟုသဘောထားကအရက်ကိုထပ်မံတောက်မိပြီ ဝိုင်းကလားတယောက်အားငွေပေးရဝဲခိုင်းလိုက်လေ။နေ့လေအချိန်လောက်တွင်ကြောမြင့်မှာသူ၏အခန်းတွင်း၌လူးလိန်နေကဟစ်အော်ညင်းညူသံများကိုကြားရသဖြင့်လာကြပါအောင်ဟေးကိုကြောမြင့်ဘာဖြစ်နေမှန်းမသိဘူးဟုသိမ့်ဖင်နေတကွာအခြားကြောင်းသားများသည်ပြားပြားသည်လေအော်ဟစ်ခေါ်ဆိုကကြောမြင့်၏အခန်းသို့ဇိုအတင်းဖွင့်၍ဝင်လာလျာဂရင်းမောခေါင်းဆိုင်၍ကြားလျက်ရှိသောကြောမြင့်နှင့်ဘေးတွင်ရှိသောဘီယာပလင်းများကိုမြင်ကြလျာ ီတစ်ခါဖြင့်ခတ်ကုန်ပြီဟေးကိုကြော်မြင့်တော့သေတော့မှာပဲမနဲ့ကအင်ဂျက်ရှင်ထိုးပြီးအခုဘီယာတွေတောက်လို့လူနေပြီအင်ဂျက်ရှင်နဲ့ဘီယာနဲ့နဲနဲမှမတည့်ဘူးအစိတ်ထဆိုးသေးတယ်ဝီစကီဘရန်ဒီကမှတော်သေးတယ်တထုံဟော့ကဆရာကိုတင်ကြီးအရင်နှုံးကသေသွားတာအင်ဂျက်ရှင်ထိုးပြီးဘီယာတောက်လို့ပေါ့သေတော့မှာပဲလှုပ်ကြပါဦးအခန်းထွင်း၌ကျောင်းသားများရှုပ်ထွေးနေလေတော့ဤကျော်မြင့်မှာဥရေပြက်လူမတက်ခံစားနေရသည့်တိုင်အောင် ညွန့်တင်ကိုမမေ့နိုင်ပဲအမလီခင်ရဲ့ညွန့်ရဲ့တင်ရဲ့ခင်မောင်ကြီးကိုမြင်လှဲ့ပါအောင်ခင်ရဲ့တေးရတော့မယ်တေးရတော့မယ်ခင်စိတ်ကြောင့်တေးရတော့မယ်ဟုညင်းညူနေသဖြင့်ဒိန်ဖေကပွေဖက်ကကိုကျော်မြင့်ကိုကျော်မြင့်တတိလေးထားပါအောင်ခမည်းဘသူလဲကျွန်တော်လေးကျွန်တော်သိန်းဖေရဲ့အမလီကိုသိန်းဖေရဲ့ကျွန်တော်မျက်စီတွေပြလာပြီတေးတော့မှာပဲခင်မရဲ့ ညွညွန်ကိုသာပြောလိုက်ကြပါတော့သူ့စိတ်နဲ့သေချာပြီလို့အမလီမပေါန့်ထိုက်တဲ့မယားပြီမှုအလောင်းပိုက်ထားဖို့လာခဲ့ပါအောင်လားညွန့်ရဲ့ဟုပြောစဉ်ဂိုင်းဂိုင်းမဖြစ်ဘူးဆရာကိုပြောကြပါအောင်ဟုဝိုင်း၍ပြောကြသဖြင့်အဆောင်မူးကိုအကျိုးကြောင်းတိုင်ကြားလျာချက်ချင်းပင်ဆေးရုံမှဇာဝင်ကိုခေါ်ပြသည်တွင်အစိတ်ဖြေဆေးကိုထိုးပေးပြီးဆနတ်တိုရီယန်ကျောင်းဆေးရုံကိုကိုကျော်မြင့်အားပို့လိုက်ရလေတော်သည်ခရစ်တဂရီကူးပြောင်း၍နှစ်သက်သူရောက်သည်ဖြင့် ။တက္ကသိုလ်ကျောင်းတော်သည်ပြန်၍ဖွင့်သောအခါကျောင်းသားကျောင်းသူတို့ပါဇက်ဖြားတွင် ကြော်မြင့်၏အကြောင်းကိုသာပြောဆိုကြလျက်သေမာပါပဲဗျာ။အဲ့ဒါကိုကိုကိုတတ်သေးတာဗျ။အစိတ်တောက်တာတို့ဝဲယူချသေးတာတို့ဟာယူနေပြီမသေးလို့ရှင်းမြန်ရင်လေအစိုးရကအပြစ်ဒဏ်နဲ့မကင်းဘူးဟောဒီနီးကဆရာမဦးရင်သေးတာကြီးပဲမသေးတော့မသိလို့တောက်မိတယ်ဆိုရင်ဘသူကဘာပြောနိုင်အောင်မလဲအစ်စ်ပါပဲဗျာမညွန့်တင်ညောင်းတတ်သေးတာပါဟုတီတူပြောဆိုကြလေတော့ဤ ကျောင်းဖွင့်၍ကျောင်းသားများပြန်၍လာလေရာအင်းအားကျောင်းဆောင်ရှိတွင်ကားစီးဆိုင်လာသည်တွင်ကားတွင်၌မညွန်တင်ပါလာလေရာမတန်းကြီးတို့မှသူ့အားကြည့်လျက်ငင်းမောနေပြီးမှမတန်းစင်ကပြေးသွားကမညွန်တင်အသက်မီအောင်လာခဲ့တာလားဟု မေးသည်ဖြင့်ညွန်တင်တွင်မျက်လုံးများပြူးသွားကဘာဖြစ်လို့တို့ဟုမေးမှကုကြော်မြင်အင်ဂျက်ရှင်ထိုးပြီးစိတ်ညစ်လို့ဘီယာတောက်တာနဲ့အစိတ်ဖြစ်ပြီးသေတော့မလို့မျော့မျော့ကလေးရှိတော့တယ်ဟင်ဟုတ်လားအခုသူဘမလဲ ကျောင်းစီယုံမှာသေများသေပြီလားမသိဘူးဟူဆိုသောကြောင့်ညွန့်တင်တွင်အသက်မှာမှန်မှန်မရှူနိုင်အောင်ဖြစ်ခါဒါဖြင့်သွားကြည့်အောင်မှာပဲဟူဆိုကကားပေါ်မှာပဲမစင်းနိုင်သေးပဲကျောင်းစီယုံတို့လိုက်လေဤဖုတ်လိုက်ဖုတ်လိုက်နဲ့အသက်ငင်းနေတာပဲတွေ့ရမလားသေနေတာပဲတွေ့ရမလားဟူပူပန်လျက်ဈေးယုံတို့ရောက်သွားသောအခါစိတ်ငြိမ်လျက်ရှိသည်ကိုတွေ့ရသဖြင့်ညွန့်တင်ဤစိတ်တွင်တုတ်တန်တစားဖြင့်ကဲ့သို့အောက်မေ့လေဤဈေးယုံထဲသို့ရောက်သွားသောအခါ လူနာပြုစုသောအခန်းဝတွင်မှိုင်းတွင်နေသောသိမ့်ဖေကိုတွေ့ရသဖြင့်ခုကြော်မြင့်ရှိလားဘဲနေနေသေးသလဲဟုမေးရာသိမ့်ဖေသည်မျက်ရည်မထွက်အောင်ကြိတ်မိတ်မျိုးသိရသောမျက်နှာဖြင့်မလှုပ်ရှင်လှုပ်ရှင်ခေါင်းကိုခါပြီးလျက်ဝမ်းနဲ့ပက်လက်အသည်ကြီးဖြင့်သွားရှာပြီး မရှိတော့ဘူးခုတွင်မဲရင်ခွဲကြည့်ဖို့ဆေးရုံကြီးကိုပို့လိုက်ရပြီလက်မတင်လေးလွဲသွားတာပဲမညွန့်တင်အလားကောင်းမင်မဲ့အယောက်နှောင့်နေပြီဝမ်းနေပါရဲ့ဟုဆိုကား မိမိဤမျက်ရည်ကိုမမြင်စေလိုပြီသည်အလားမျက်နာလွဲလျက်မျက်စီကိုပုတ်တန်နေသဖြင့်ညွန့်တင်မှလှိုက်လိုက်လဲလဲကြီးဖြစ်လာကဘာကုန်းမှမလောက်တတ်မကင်တဲ့ဖြစ်နေပြီမှမရှိတော့ဘူးပေါ့နော်ဒီမှာ။အော်ဒါနဲ့စကားမဆက်အခုလိုကျွန်တော်ဖတ်ပြတဲ့စာလေးတွေကိုကြိုင်းနေတဲ့သဘောကျတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို like subscribe လေးလုပ်သွားပေးခဲ့ကြပါအောင်နော်။နောက်ပြီးတော့အကြံပြုခြင်းနာများရှိရင်လဲအောက်ကကွန်မန့်လေးထဲမှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်။ကဲကဲ။ ကျွန်တော်နဲ့အတူတူစာလေးတွေဆက်ဖတ်ကြအောင်ဆိုမရှိဘူးသူအိတ်သွားတဲ့ကလေးမဲရှိတော်တယ်ကြည်ချင်းဝင်ပြီးကြည်အောင်လေဟုပြောတော့ကြောင့်ညွန့်တင်မှာတိမ့်ဖေခေါ်ရသူပါလာကဈေးရုံခန်းအတွင်းသို့ရောက်သွားပြီလျင်ကျော်မြင့်အိတ်သွားသည်ဆိုသောကလေးကိုကြည်လျက်ညက်ရင်များရစ်ဝိုင်း၍လာလေ၏ထို့နောက်တိမ့်ဖေကိုကြည်လိုက်ရာ သူမရှိတော်သည်ကိုတွေ့ရသဖြင့်ဝမ်းတွင်း၌တစ်ခဲနေသောအလုံးကြီးကိုဖြေးဖြောက်နိုင်ရန်ပိတ်ပင်၍မရနိုင်သောမျက်ရည်များကိုသူ့တို့အလိုအတိုင်းကြစီပြီးနောက် တွင်ပေါ်ရှိခေါင်းအောင်မှတစုံတရာဖတ်ပေါ်နေသည်ကိုတွေ့ရသဖြင့်တန်၍ကြည့်လိုက်ရာချစ်ပါတယ်ဟုမိမိရေးပေးခဲ့သောစာကလေးနှင့်မိရထားမထွက်မီကကြော်မြင့်ကောက်ယူခဲ့သောပန်းမွင်ကလေးကို တွေ့ရသည်တွင်မိမိပေါ်တွင်မြင်းမြချစ်ကြိုက်ဆုံးမမေတ္တာတက်ရှာသည်ကို သိရကမဆဲနိုင်မဆဲမျိုးနိုင်ပဲဖြစ်လာတော့သဖြင့်ရှိုက်ရင်ငိုကွဲကြပေါ့ကိုကြော်မြင့်ရေကွဲကြပေါ့ကျမမျက်နာကိုမကြည့်ခြင်းလို့ တမင်တတ်တာကိုကိုကိုတတ်သေးတာလားကိုကျော်မြင့်ရဲ့ရက်ဆက်ပါလေးရဲ့ရှင်ကျမကိုကျော်မြင့်ပေါ်မှာဘလောက်ရှိတယ်ဆိုတာကိုကျော်မြင့်မသိဘူးနော်ကိုကျော်မြင့်အချစ်ကိုဆန်းညင်လို့ကျမယောက်ျားယူရတော့မယ်လို့လိမ့်ပြီးပြောတာတကယ်မှတ်ပြီးကျမလာအောင်မှမစောင့်နိုင်မဲတတ်သေးတာလားအချစ်ကြီးရဲ့ကျမပြန်သွားရပါမယ်တနေ့မှမမေ့ပဲလွန်းလွန်းလို့ချက်ချင်းပြန်လာခဲ့တာကျမကိုမုန်းသွားလို့ဒီလိုလှုပ်ရတာပေါ့လေကျမအပြင်မချီဘူးကိုကျော်မြင့်ရဲ့ မရှိဘူးကိုကျော်မြင့်စိတ်နဲ့ကျမလဲသိရတော့မယ်မနေဘူးလိုက်ခဲ့မယ်လိုက်ခဲ့မယ်ဟုတထွတ်တူပြောလျက်ဇာရွက်ကလေးနဲ့၆သွင်နေသောပန်းဝင်ကလေးကိုအတန်တန်နန်းဆိုင်ပြီးခေါင်းအုံကြီးကိုဖတ်၍တဆိုင်ဆိုင်ငိုမိလေတော့သည်ငိုက်မချက်ကြိုက်မချက်ဆိုသလိုကျမဖြစ်မချက်နိုင်တော့ဘူးကိုကျော်မြင့်ရဲ့ဟုဆိုကားမူနီလီယာကြောကိုလက်တချောင်းတင်ရောက်ကအသာပုတ်တယ်လျက်ငိုလွန်းတော့ကိုနွမ်းတဲ့ခင် သတိထားပြီးတရားနယ်ဖြေမှပေါ်ဟုဆိုတဲ့ကိုကြားရသဖြင့်ချက်ခနဲလှည့်ကြည့်လိုက်ရာညွန့်တိမ်မှာကြက်သိန်းတစ်ဖြန်းပြန်ထားပြီးလျင်နာနာဘာဘောကနေတွေ့ရတကယ်သူတဆတ်ဆတ်တုံးကကြုံမြင့်ဤမျက်နာကိုတွေ့ရပြီးမှကိုကြုံမြင့်ချင်းကိုကြုံမြင့်မဲနော်ဟုသူ့အားကန်၍မေးရာအစ်စ်ပါပဲရင်မရောပါဘူးဟုကြုံမြင့်ကပြုံးနေရပြောသဖြင့်ချင်းကတော့ရင်နိုင်မောနိုင်ပါပြီရဲ့ကျမဖြင့်တေးရတော့မလောက်ဖြစ်သွားတာပဲဘာဖြစ်လို့ဒီလိုလိန်ရတာတော့ ကျုပ်လိန်နာကတော်ပါသေးရဲ့ခင်လိန်လိုက်တာတကယ့်ကိုယောက်ျားယူတော့မယ်အောက်မေပြီးမပြောပါနဲ့တော့ခင်ရဲ့ကံကောင်းလို့မသေးတယ်တက်လဲတက်နိုင်ပါပြီရဲ့ပလီအိုးမလေးရဲ့ဟုဆိုကညွန့်တင်ဤတင်မလေးကိုအသာဆွဲကစိတ်ဆိုးတာနော်စိတ်ဆိုးတာပဲဟုတ်ဒီလိုလိန်ရဟုဆိုက မနာမကျင်လိန်လိုက်ရတော်ပါရှင်တော့လေမြင့်တာမရှိလိုက်တာဟု ခနဲ့တဲ့တဲ့ပြန်ပြောလိုက်စင်အပိုင်းဆက်လီပြီးပါပြီဟူသောအတန်ကိုကြားရသဖြင့်လန့်ဖြန်ကလှဲ့ကြည့်လိုက်ရာ မျက်မှန်ကိုလဝါနှစ်ဖက်ဖြင့်အုပ်ထားတော်လဲလက်ချောင်းများကိုဖျဲထားကကြည်နေသူသိမ့်ဖေကိုတွေ့ရသဖြင့်ရှက်ကိုရှက်ကန်းဖြစ်သွားကြလေသည် ခုလိုအဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရာကောင်းတဲ့အအောင်များစွာကိုဖတ်ရှုပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုကြိုက်နှစ်သက်သဘောကျတယ်ဆိုလို့ရှိရင် like subscribe လေးနဲ့အားပေးခဲ့လို့ရပါတယ်ခင်ဗျာကျွန်တော်ဖတ်သမျှစာအုပ်လေးတွေကိုလည်းနားဆင်နိုင်အောင်လို့ဘေးနားက notification လေးကိုလည်းနှိပ်ခဲ့ကြဖို့မမေ့ပါနဲ့ခင်ဗျာ